ချက်စီတင်းကိုအပင်ဂျာဘရာသားညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစွာပြီးမှနှုတ်ဆက်တာလိုက်ပါရစေ။ဆိုတော့ကျွန်တော်အနေနဲ့ထုံးတဲ့နိုင်မဲ့ဒီဘလူးမှာတော့မနက်ခင်းအတွက်ချက်စီတင်းအကြောင်းအရာလေးတွေကိုစူးစီးတဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီကနေ့မနက်ခင်းအတွက်သတင်းတွေကိုကြည့်တဲ့အခါမှာနည်းနည်းလေးကျွန်တော် surprise ဖြစ်စရာ situation တွေပါပါတယ်။ပထမဆုံးကျွန်တော်ကိုသမား situation နဲ့စကြင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့ကိုသမားဖြစ်သူ Georgie Petrovic ပါ။ဆိုတော့ Petrovic နဲ့ပတ်သက်တဲ့ကိစ္စကဘယ်လိုလဲဆိုတော့ Chelsea အသင်းကကျွန်တော်ဒီ Club World Cup ဒီ squad ထဲမှာပထမ Petrovic ကိုထည့်ထားတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်နားလည်ထားတာပေါ့နော်။ဒါပေမဲ့အခုနောက်ဆုံးတက်တဲ့ report အရာ Chelsea တင်းကမနစ်ကအငှားချထားတဲ့ကစားသမားအားလုံးကိုဒီ club world cup မှာအာခေါ်သွားဖို့အတွက်ပေါ့နော်။ညှင်းဆန်လိုက်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်။မထည့်တော့ဘူးပေါ့။ဆိုရဲထဲမှာ Petrovic လည်းပါသွားတယ်လို့သိရတယ်။နောက်ပြီးတော့အခုသတင်းတွေအားလုံးရဲ့ဒါတူညီတဲ့ဖော်ပြချက်အရာဆိုလို့ရှိရင် Petrovic ဟာကျွန်တော် Chelsea တင်းကနေထွက်ခွာတော့မှာဖြစ်တယ်။ အထူးသဖြင့်ချက်စီသင်းကစမ်းချက်ဒါမှမဟုတ်ပက်ထရိုဗေးအိုက်နှစ်ယောက်ထဲကတယောက်ကိုရောင်းချပြီးတော့ဂျန်နဲ့ရောဂျာဆန်အပါဝင်မိုက်ပန်နာဂျန်နဲ့စလိုနီနာတို့ကိုအငှားချဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်။ဆိုအိုက်ထဲမှာမှပက်ထရိုဗေးကိုတိုင်ကသူဒီမနေ့ကလည်းအငှားကစားခဲ့ရတယ်။ဒီနေ့မှလည်းကလပ်ဝေါ်ကပ်စီးရင်မှလည်းပါဝင်ဝင်မရဘူး။ဆိုတော့သူ့မှာစူးစမ်းဝင်ကဘာမှမရတော့ဘူးဆိုတဲ့အနေထားမျိုးလို့သူ့ဘက်ကယူဆတဲ့အတွက်သူကိုယ်တိုင်ကလည်းအသေးပြောင်းမှုအတွက်ကို ဆုံးဖြတ်လိုက်တယ်လို့ကျွန်တော်ကြားရတယ်။ဆိုချက်စီးသင်းကလည်းရောင်းမယ်၊သာသမာကလည်းထွက်မယ်ဆိုတော့အနေထားမျိုးမှာရက်တည်နေတယ်။သို့တော့ချက်စီးအသင်းနေနဲ့လောတကြီးတော့လုတ်သွားမှာမဟုတ်ဘူး။သို့တော့လည်းပဲအမှန်တိုင်းပြောရရင်တော့ချက်စီးနဲ့ဒီကစားသမားကြမှာနည်းနည်းတော့အဆင်မပြေမှုတွေကဖြစ်သွားခဲ့ပြီလို့ကျွန်တော်နားလည်ထားတာပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ပထမတော့ဒီ Club World Cup မှာအကောင်းဆုံးကြိုးစားပြီးတော့ဒီနောက်ရသည်အတော့ပေါ့နော်။ ခွင့်ရများရအောင်မလားဆိုတဲ့အနေအထားမျိုးပက်ထရိုဗစ်ကကမျောလင်းခဲ့တယ်။သူမှမဟုတ်အဲ့လိုမျောလင်းခဲ့တဲ့ကစားသမားတွေအများကြီးရှိတယ်။ဒါပေမဲ့လည်းဒါမနစ်ကအငားထွက်ကစားတဲ့ကစားသမားတွေကိုမရွေးချယ်ဘူးဆိုတဲ့အနေအထားမှာပက်ထရိုဗစ်ကလည်းကျွန်တော်တို့မပါဝင်တော့တဲ့အနေအထားဆက်ပြီးတော့ဆက်ဆက်သွားတဲ့အခါမှာတော့ကျွန်တော်တို့ဒါအပြောင်းအရွှေ့အတွက်ပက်ထရိုဗစ်နားဆွရတော့မှာဖြစ်တယ်လို့ကျွန်တော်နားလေထားတာဖြစ်တယ်။ဘလိုပဲလူငယ်ကစားသမားလေးဖြစ်တဲ့ခင်တွေဖိတ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပထမတော့ ါဝင်ခွင့်ရမလို့လို့ ਨੇ ခုနောက်ဆုံးတက်တဲ့ report အရကျွန်တော် club world cup မှာကစားသမားအနေနဲ့ပါဝင်ခွင့်မရပြန်ပါဘူးဆိုတော့ပါဝင်ခွင့်မရတဲ့အပေါ်မှာကစားသမားအနေနဲ့လည်းတော့ဆိတ်ရှုပ်ထွေးသွားတယ်လို့ကျွန်တော်အနေနဲ့သတင်းတွေကသိရတယ်ဒီကစားသမားလေးဆိုရင်ဒီတိုင်းပဲသူဒီ chelsea ကိုပြောင်းလာပြီးကလေးကသူ့ရဲ့ရီမန်းချက်ကဒါ chelsea jersey နဲ့အမြန်ဆုံးကစားခွင့်ရဖို့ဖြစ်တယ်ပေါ့နော်ဒါ Equidor ရဲ့ကျွန်တော်ဒါ potential မြင့်လူငယ်ကစားသမားလေးပါเนาะခေါ်တော့ခေါ်ပြီးတော့ခုလဲ ဒါဘာပြောလို့ကြားတဲ့တင်ကမကောင်းဘောဗျာဆိုတော့အစားသမားလေးအနေနဲ့ဒီ club world cup မှာပါဝင်ဝင်မရတဲ့အပေါ်နည်းနည်းလေးဒါစိတ်သက်ကြနေတဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်အနေနဲ့နားလည်ထားတာဖြစ်ပါတယ်ဆိုတော့ဒါက KD phase ရဲ့ saturation လေးပါဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တို့အဒါအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါကိုးသမား saturation ပေါ့နော်ဒါ mic mic ညာမှာဆိုတော့ မိုင်းမိုင်းညံကိုချက်စီအသင်းနေနဲ့ဒီယာဒီမှာခေါ်ယူဖို့အတွက်အဆင်မပြေတော့ဘူးလို့သတင်းထွက်လာမြန်ပါတယ်။အထူးသဖြင့်တော့ AC Milan အသင်းနဲ့ချက်စီအသင်းကြားမှာဆွေးနွေးမှုကအရင်ကြီးအဆင်မပြေအဆင်မချောဘူးဖြစ်တယ်ပေါ့နော်။ Finalize လုပ်တဲ့နေရာမှာကျွန်တော်တို့လိုအပ်ချက်တွေအများကြီးရှိသွားတယ်။ဆိုတော့တစ်ဖက်မှာလည်းချက်စီပေးခြင်းနဲ့ဂျေးနဲ့အစီမလန်လိုခြင်းနဲ့ဂျေးမညွတ်တာသလို AC ဘက်ကလည်းဟိုလုံးဝကြီးတောင်းခံလိုက်တဲ့အနေအထားမျိုးမှာချက်စီက option ချိန်းသွားတယ်လို့သိရတယ်ပေါ့နော် အဲပြီးတော့ကျွန်တော်တို့ကြားတာမာစကာကတော့ဒီမိုက်ပိုင်းညောင်းကိုခေါ်ယူပေးဖို့အတွက်ချက်စီတင်တာဝန်ရှိသူတွေကိုတောင်းဆိုတာမျိုးမရှိဘူးလို့သိရတယ်။တစ်ဖက်မှာလည်းချက်စီတင်ရ option ဘလို့ချင်းလိုက်လဲဆိုတော့ဒါအားလုံးသိရပဲ2026နောက်ရာသီဆိုလို့ရှိရင်မိုက်ပိုင်းညောင်းကစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါကိုချက်စီတင်ကအခွင့်အောင်းယူပြီးတော့သူတို့မှာလက်ရှိရှိနေတဲ့ကစားသမားတွေကိုပဲဒီရာသီအတွက်အဆင်ပြေသလိုတုံးထားပြီးတော့မှနောက်ရာသီမှာခေါ်ယူတာကအဆင်ပြေမယ်လို့ယုံကြည်တယ်လို့ကျွန်တော်သိရတယ်။ ိုက်မိုင်းညံကိုနောက်ရာသီမှာဒါကျွန်တော် free နဲ့ရမယ်ပေါ့ဗျာဆို free နဲ့ခေါ်ယူဖို့အတွက်ကိုအာ Chelsea တမက option change လိုက်တယ်လို့သိရပါတယ်ဘာပြောတော့မနေ့ကဒီ Chelsea နဲ့ AC Milan ကြားမှာဆွေးနွေးမှုတွေအများကြီးလုပ်ခဲ့တယ်လို့ကျွန်တော်ကြားရတယ်သို့တော်လည်းပဲတကယ်တကယ်တမ်းအဓိကကြားတဲ့ချက်တွေမှာသဘောတူညီမှုရဖို့အတွက်အဆင်မပြေဖြစ်ခဲ့တာလို့ကျွန်တော်နားလည်ထားတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ Chelsea တင်းကဒီ Mike Maignan ကိုခေါ်ယူမဲ့ saturation option ကို လက်ရှိမှာတော့ဒါရန်နာလိုက်ပြီလို့ကျွန်တော်အနေနဲ့သိရတာပဲဖြစ်တယ်။ဆိုတော့တစ်ဖက်မှာလည်းဒီလိုမျိုးရန်နာလိုက်ရတဲ့အဓိကအကြောင်းရင်းကခုနပြောသလိုနောက်ရာသီမှာ free နဲ့ရမှာလဲပါသလိုတစ်ဖက်မှာလည်းသူတို့ရဲ့ကိုယ်သမားဖြစ်သူ Robert Sanchez ပေါ့နော်။ Sanchez ကဒါပြီးခဲ့တဲ့ရာသီဒါနောက်ဆုံးဒီ၃ပွဲလောက်မှာပေါ့နော်။ချက်ရှိတဲ့၉မှတ်လောက်ရမှာ၉မှတ်လောက်စုဆောင်းနိုင်ခဲ့တာဒီ Sanchez ရဲ့လက်စွမ်းပြမှုတွေအများကြီးပါတယ်။သူ့ရဲ့ဒါ crucial history ကတကယ်ကို ချက်စီးတဲ့အတွက်အရေးပါခဲ့တယ်ဆိုတော့ဒီအချက်တွေကိုထောက်ရှုခြင်းအားဖြင့်စမ်းချက်တာဒီလိုမျိုးဒါလက်စွဲကောင်းတွေကိုအကောင်းဆုံးစူးစမ်းအထောက်ပြသမယ်ဆိုလို့ရှိရင်နောက်တရားဒီစမ်းချက်နဲ့တို့ဖြတ်တန်းလို့ရသေးတယ်ဆိုတော့အနေထားမျိုးပေါ့ဗျာဆိုတော့ဒီလိုမျိုးယူဆလိုက်တာဖြစ်တယ်ဘာလို့ဆိုလက်ရှိမှာပက်ထရိုဘစ်ကလည်းထွက်မယ်ဘိုက်ပိုင်းချောင်းကိုလည်းမခေါ်ဘူးဆိုလို့ရှိရင်စမ်းချက်ကပဲနောက်ရသည့်အတွက် fast track ကိုခီပါဖြစ်ဆက်ပြီးကြံမဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အနေထားကိုအာဒီ စမ်းချက်ရဲ့ပြောရရင်တော့ဒီယာတီသိန်းကန်ဒီ performance တွေပေါ့နော်တချို့သောသူ့ရဲ့ performance တွေဟုတ်ပါတယ်တကယ်လည်းတချို့ပွဲစဉ်မှာသူ့ရဲ့ save တွေကလည်းအများကြီး Chelsea သစ်တို့အသက်ရှူချောင်သွားစေတဲ့အပိုင်းတွေရှိရပေါ့နော်ဒီလိုမျိုးထောက်ရှူပြီးတော့ Chelsea သစ်ကဆုံးဖြတ်တာလို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စမ်းချက်ကိုပဲနောက်ရသည်မှာ Chelsea သစ်ရဲ့ number 1ကိုသမားဖြစ်ဆက်ပြီးမြင်ရမလားဆိုတာကစောင့်ကြည့်သွားရအောင်ပါဖြစ်ပါတယ်နောက်ထပ်တဲ့တင်တပုတ်ပါအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ Yamel Gate တွေမှာ ရာမဲကတင်းရဲ့ဆကျူရီရှင်နဲ့ပတ်သက်လို့ရှိရင်လည်းဒီအတိုင်းပါပဲဘာလဲဆိုတော့ကျွန်တော်ဒေါ့မွန်နဲ့ချက်စီတင်းနဲ့ကြားမှာဒီကလပ်ဝေါ့ကပ်မတိုင်ခင်တော့ဒီစားသမားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးချက်တွေအားလုံးကအဆိုင်လိုက်ပြီးလို့ကျွန်တော်သိရပါတယ်။ဘာလဲဆိုတော့ transfer လည်းပြန်ပိတ်တော့မယ်ဆိုတဲ့အနေထားတည်းရဲ့ရဲ့ပြီးတော့ဒီကစားသမားနဲ့ချက်စီတင်းနဲ့ကြားမှာအဆင်ပြေပေမဲ့ချက်စီကတော်မူနောက်ဆုံးကမ်းလှမ်းတဲ့ကမ်းလှမ်းချက်ကပေါင်42တန်းတန်ကြီးရှိတဲ့စာချုပ်လို့သိရတယ်။အဲဒီ42တန်းတန်းစာချုပ်ကိုတော်မူဘက်က ညင်းဆန်လိုက်ပါတယ်ဆိုတော့ဒေါမွန်ကပေါင်တန်း90လောက်လိုချင်နေတာဖြစ်တယ်ဆိုတော့ချက်စီတင်ကတော့အတ်ဒရွန်ဘောနပ်စ်တွေနဲ့တကယ်ကိုဒါရှေ့မှာလည်းတစ်ခေါက်ကမ်းလန်းသေးတယ်လို့ကျွန်တော်ကြားရတယ်ဒါပေမဲ့နည်းနည်းတော့ controversial ပေါ့နော်တချို့လည်းမကမ်းလန်းဘူးလို့ပြောရတယ်ဒါပေမဲ့ချက်စီတဲ့ကတခုနောက်ဆုံးမှထပ်ပြီးတော့ update တွေထပ်ထည့်ပြီးတော့ပေါင်52တန်းနဲ့ကမ်းလန်းခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုလည်းကျွန်တော် Dortmund ဘက်ကပယ်ချလိုက်တယ်လို့ကျွန်တော်ဒီသိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ ဒါဒီ club world cup ပြီးတော့မှပဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့ Chelsea တင်းကဆက်လက်ဆွေးနွေးတော့မှဖြစ်တယ်လို့လက်ရှိ Chelsea တင်းရဲ့ radar ထဲမှာ Alessandro Garnacho, Warmer Kudus တို့ကလည်းပါဝင်နေတာဖြစ်တယ်။ Nico Williams ကိုတော့ Chelsea တင်းနဲ့ခေါ်ယူဖို့တော့အဲလက်ရှိမှာ rule out ဖြစ်သွားတယ်လို့တော့ကျွန်တော်ကြားထားရပါတယ်။မနေ့လောက်ကလေးကလည်းတတင်းတွေတက်တယ်ပေါ့နော်။ကိုယ်လည်း update တတင်းတွေရဆိုလို့ရှိရင်တော့ Nico Williams ကို Chelsea တင်းနဲ့ခေါ်ယူတော့မှာမဟုတ်ဘူးလို့ကျွန်တော်သိရတယ်။ဟောခုနက ျွန်တော်ပြောတယ်ပေါ့နော်ဒီ club world cup မှာအပနစ်ကအငါထွက်ကစားတဲ့ကစားသမားတွေကိုမခေါ်တော့ဘူးမရွေးချယ်ဘူးဆိုပေမဲ့ Andre Santos ကတော့ချွင်းချက်အနေနဲ့ club world cup မှာပါဝင်မယ်လို့ကျွန်တော်သိရပါတယ်နောက်ဆုံးသတင်းပုံတွေကတော့ကျွန်တော်တို့ရဲ့ Yao Felix ဖြစ်ပါတယ် Yao Felix ဆိုလို့ရှိရင်လည်းမနေ့ကအငါထွက်ကစားရတဲ့အတွက် club world cup မှာလည်းပါဝင်ဖို့ရမှာမဟုတ်ပါဘူးဆိုတော့တစ်ဖက်မှာလည်း Felix က Benfica ကိုရောက်ဖို့အတွက် လက်ရှိ Chelsea အသင်းနေနေညှိနှိုင်းနေပါတယ်ဆိုတော့ဒီ club world cup ပြီးတဲ့အခါမျိုးလောက်မှာဒေါဖီလစ်ကဘေဖီကာကိုရောက်ရှိသွားနိုင်တာပဲဖြစ်သလိုအဲကျွန်တော်တို့ဒီအနာဂတ်မရေရာမသိချာဖြစ်နေတဲ့ခရစ်စတိုဖာအန်ကန်ကူကတော့ဒီကလပ်ဝေါ့ကတ်စကွတ်ထဲမှာပါဝင်လာတယ်လို့သိရတာပဲဖြစ်ပါတယ်။တခြားကျွန်တော်ဒီကလစ်မနက်ခင်းမှာတက်ဆက်ပေးခြင်းနဲ့ချက်စီတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဆုံးဒီကြည့်ရှုအားပေးကြတဲ့ဘရာဒါညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲ see you next video ပါနော်။